Hello အားလုံးပဲမင်္ဂလာပါဒီနေ့ sharing လုပ်ပေးခြင်းနဲ့ speaking pattern လေးကတော့ I don't like to blah but one pattern လေးပဲဖြစ်ပါတယ် pattern လေးရဲ့အဓိပ္ပာယ်ကတော့တစ်ခုခုကိုလုတ်ကတာငါမကြိုက်ဘူးလို့ပြောခြင်းတဲ့အခါမှာ I don't like to သူနောက်က verb one လေးလိုက်ပြီးတော့သုံးမယ်ပေါ့နော် okay example sentence okay ငါစပိန်စီးရတာမကြိုက်ဘူး I don't like to ride a bike အဲငါဂိမ်းကစားရတာမကြိုက်ဘူး I don't like to play the game အာငါတရေကားတွေကြည့်ရတာမကြိုက်ဘူး I don't like to watch horror movie အဲငါဈေးသွားရတာမကြိုက်ဘူး I don't like to go to the market yes ငါ radio နားထောင်ရတာမကြိုက်ဘူး I don't like to listen to the radio okay အာငါညနေပဲအပြင်ထွက်ကြတာကိုမကြိုက်ဘူး I don't like to go outside in the evening ငါမနေ့စောစောအိပ်ရာထိုင်ရတာကိုမကြိုက်ဘူး I don't like to get up early in the morning okay အဲ့တော့တခုခုကိုလုပ်ကြတာမကြိုက်ဘူးလို့ပြောတဲ့အခါမှာ I don't like to သူ့နောက်ကနေဘဝမ်းလေးကိုလိုက်ပြီးတော့တုံးပြလို့ရပါတယ် thank you